2021နဲ့2025မတူတော့ဘူး2021တုန်းကဖွဲ့စည်းခဲ့တဲ့မြူသားညီညွတ်ရေးအစိုးရဟာဒီ2025မှာဆက်ပြီးတော့ဒီလိုပုံစံမျိုးအတိုင်းသွားလို့မရတော့ဘူးအားလုံးပါဝင်တဲ့တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေပါဝင်တဲ့ဖွဲ့စည်းမှုစုစည်းမှုတည်ဆောက်မှုမျိုးနဲ့ဆက်သွားဖို့လိုတယ်ဆိုတာကိုကျွန်တော်တို့လူတွေအားလုံးဆွေးနွေးပြကြတယ်တိုင်ပင်ပြကြပါတယ်အားလုံးလည်းသဘောတူကြပါတယ်ဒါကြောင့်ကျွန်တော်တို့ကျွန်တော်ပို့ချုပ်တည် ခေါင်းဆောင်တွေကိုပြောခဲ့တယ်လို့ပဲအခုချိန်မြန်မာနိုင်ငံရဲ့အနာဂတ်ကျွန်တော်တို့တော်လှန်ရေးရဲ့အနာဂတ်ဟာခေါင်းဆောင်တို့ဗိုလ်ချုပ်တို့ရဲ့ပခုံးပေါ်မှာရောက်နေပြီခေါင်းဆောင်တို့ဗိုလ်ချုပ်တို့ပါဝင်မှဒါလေကျွန်တော်တို့တော်လှန်ရေးကိုအောင်မြင်အမြန်ဆုံးနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်မယ်တိုက်ပွဲဝင်နိုင်မယ်ဆိုတာကျွန်တော်တို့ပြောပြပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တဖွဲ့ချင်းတစုချင်းတတိတာချင်းတော်လန်တိုက်ခိုက်ရမည့်အချိန်မဟုတ်တော့ပဲ အားလုံးစုစည်းညီညွတ်မှုဖြင့်တော်လှန်ရေးနောက်တဆင့်တက်ရန်အချိန်ကျပြီလို့ NUG ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစုပြောလိုက်သည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာတဖွဲ့ချင်းတစုချင်းတရေတာချင်းတော်လန်တိုက်ခိုက်ရမည့်အချိန်မဟုတ်တော့ဘဲအားလုံးစုစည်းညီညွတ်စွာဖြင့်စုပေါင်းတက်ညီလက်ညီတော်လန်ရေးတိုင်းရင်းသားတက်ခေါင်းဆောင်များယုံကြည်လက်ခံထားကြကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ UNG ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောဆိုလိုက်သည့် NUG ပြန်ကြားရေးသတင်းမီဒီယာဖြစ်သောထွတ်ထွေးသတင်းဌာနနှင့်တည်တံ့တွေ့ဆုံမေးမြန်းခန်းတွင်ဒေါက်တာဇော်ဝေဆိုးကယခုလိုပြောဆိုလာခြင်းဖြစ်သည်ပထမဆုံးအခုလက်ရှိဆရာကြီးအနေနဲ့မြေပြင်မှာလုတ်ကင်ဆောင်ရွက်နေတဲ့ကိစ္စတွေအကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးပါအောင်ဆရာကြီးခင်ဗျာပထမဆုံးပြောချင်တာကတော့မနေ့ကျွန်တော်အိယာနိုးတဲ့အချိန်မှာငါမြမပြည်ကို ပြန်ရောက်နေပါလားငါပြည်သူတွေနဲ့အတူတူရှိနေပါလားငါရဲဘော်တွေနဲ့အတူတူ ရင်ပြင်မှာရှိနေပါလားဆိုတဲ့အသိနဲ့နိုးထရခြင်းကဘာနဲ့မှအစားထုတ်လို့မရတဲ့ဘာနဲ့မှလဲလို့မရတဲ့အသိခံစားမှုကိုရတယ်လို့ခွန်အားတွေကိုရတယ်လို့ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်အဲမြေပြင်မှာရောက်ရောက်ချင်းမြေပြင်ယုံတွေကျွန်တော်စောက်ဖြစ်ပါတယ်ခုဆိုရင်အဲမြေပြင်ပညာရေးဝန်ကြီးယုံမြေပြင် ကျန်းမာရေးဝန်ကြီးယုံကျွန်တော်တို့ရှိပါတယ်အဲတိစောက်မှုတွေပြုလုပ်နေပါတယ် ပညာရေးနဲ့ကျန်းမာရေးအကောင့်အထည်ဖော်မှုတွေကိုမြေပြင်မှာရှိတဲ့ဆရာဆရာမတွေအဲမြေပြင်မှာရှိတဲ့ပညာရေးဝန်ဆောင်မှုတွေကိုပေးနေခဲ့တယ်ပေးနေကြတဲ့အစင်ဒီဇိုက်ဒေါ်လန်ရေးရဲ့အစကနေကအခုချိန်ထိအဲပေးနေတဲ့ CDM ဆရာဆရာမတွေ CDM အင်အားစုတွေနဲ့တွေ့ပြပါတယ်ကျန်းမာရေးအနေနဲ့ဆိုရင် CDM ကျန်းမာရေးစောင့်ရှောက်တဲ့သူတွေအဲဆရာဝန်တွေသူနာပြုတွေအဲကျန်းမာရေးစောင့်ရှောက်တဲ့သူတွေနဲ့ကျွန်တော်တွေ့ပြတယ်သူတို့နဲ့တိုင်ပင်တယ် သူတို့ ਨੇ ဆွေးနွေးပြီးတော့ကျွန်တော်တို့ရဲ့လွမြောက်ဒေတာအတွက်လွမြောက်ဒေတာမှာရှိနေတဲ့ပြည်သူတွေအတွက်အကောင်းဆုံးဂျမ်းမာရေးပညာရေးဝန်ဆောင်မှု တွေပေးနိုင်ဖို့အတွက်တိုင်ပင်ဆွေးနွေးပြီးတော့ကျွန်တော်တို့အဲတိဆောက်မှုတွေပြုလုပ်နေပါတယ်လို့ကျွန်တော်ဖြည့်ကျင်ပါတယ်အဲဒါအပြင်ခုကျွန်တော်တို့တွေဒီလွမြောက်ဒေတာကိုအခြေခံပြီးတော့တော်လန်ရေးကနောက်တစ်ဆင့်တက်ဖို့အတွက်အဲကျွန်တော်တို့အဲပြင်ဆင်နေတာဖြစ်ပါတယ်ဒီလွမြောက်ဒေတာတွေမှာ ပညာရေးနဲ့ပတ်သက်ရင်အခြေခံပညာအနေနဲ့တော့အကောင့်ထဲပေါ်နေပြီးသားဖြစ်ပါတယ်။အခုအချိန်မှာလိုအပ်ချက်ကတော့အခြေခံပညာကနောက်တစ်ဆင့်တက်ပြီးအဆင့်မြင့်ပညာနောက်တက်မွေးပညာတွေကိုကျွန်တော်တို့သင်ကြားပေးနိုင်ဖို့အတွက်ကျောင်းသူကျောင်းသားတွေအတွက်ကျွန်တော်တို့စီစဉ်ဆောင်ရွက်နေပါတယ်။2026 January February ကိုရည်မှန်းပြီးတော့ကျွန်တော်တို့တက်မွေးပညာကျောင်းတွေအဆင့်မြင့်ပညာကျောင်းတွေနောက်ဈေးနဲ့ပတ်သက်ရင်ဈေးတက်ကတော့ အဲစီကြောင်းနေပေါ့နော်။နောက်သူနာပြူတက်ကတော့သူနာပြူကြောင်းနေအဲ community hub လူမှုကျန်းမာရေးနဲ့ပတ်သက်တဲ့အဲအကြောင်းတွေကိုကျွန်တော်တို့ခွင့်လင်းနိုင်ဖို့အတွက်စီစဉ်နေပါတယ်။ဒါတွေဟာအခု2026 January February မှာစတင်ဖွင့်လင်းနိုင်လိမ့်မယ်လို့လည်းကျွန်တော်တို့အဲယုံကြည်ပါတယ်။ဒါအပြင်အဲ့ဒီအချိန်အတွက်ကျောင်းသူကျောင်းသားတွေအနေနဲ့အခုကနေကကြိုတင်ပြင်ဆင်ထားကြဖို့လည်းကျွန်တော်ဒီနေရာမှာအဲအကြုံတော့အခုချိန်ခါတင့်တော့ကျွန်တော်နှုတ်ဆော်အပ်ပါတယ်။ အဲအခုကျွန်တော်တို့ဒီရှိနေတယ်ပေါ့နော်မြေပြင်ဒီလွတ်မြောက်ဒေသတွေပေါ့ဗျာအခုလိုအချိန်မှာအဲလေကြောင်းပြန်မှအပကျန်တာကျွန်တော်တို့တွေအဲကင်းလွတ်ပါတယ်ဒီမှာလက်နဲ့ကြီးလည်းမရောက်နိုင်ဘူးအဲစစ်ကြောင်းတွေလည်းမထိုးနိုင်တဲ့နေရာတွေကျွန်တော်တို့မှာအများကြီးရှိတယ်ဆိုတော့ဒီနေရာတွေရဲ့ပြန်လည်ထူထောင်ရေးနဲ့ခွင့်မျိုးတိုးတက်ရေးလုပ်ငန်းတွေဟာအရေးကြီးပါတယ်ဒါကြောင့်တရားကိုလည်းပဲကျွန်တော်အခုအချိန်မှာဒီမြေပြင်ရောက်တဲ့အချိန်မှာကျွန်တော်တို့ NUG မြေပြင်မှာလည်းစုပေါင်းယုံလည်းရှိပါတယ်။အဲဝင်ကြီးဒုဝင်ကြီး၈ယောက်၉ယောက်ကျွန်တော်တို့ယုံထိုင်နေယုံလည်းရှိပါတယ်။အဲ့ဒီယုံမှာအချိန်ပြည့်အာယုံစိုက်ပြီးတော့ပြန်လဲထူထောင်ရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုစီစဉ်ဆောင်ရွက်နေတယ်လို့ကျွန်တော်အနေနဲ့ကြည်ကျင်တယ်။အဲကျွန်တော်မရောက်ခင်ကနေကလည်းတကယ်တော့ဒီမှာရှိနေတဲ့အဲတော်လန်ရေးအဖွဲ့အစည်းအသီးသီးနဲ့ CDMA အားလုံးကစူးစမ်းနေခဲ့ကြပြီးဖြစ်ပါတယ်။ ဒီပေါင်းစည်းမှုတွေနဲ့ဒီစ조사မှုတွေနဲ့ကျွန်တော်တို့ဒီ NUG မြေပြင်ရုံးနဲ့နောက်ဒီအဲကျွန်တော်တို့ပညာရေးကျန်းမာရေးအဲဝင်ကြီးရုံးတွေနဲ့ပေါင်းပြီးတော့မကြမီမှာမြေပြင်စီးတက်ကတူမြေပြင်သူနာပြုတက်ကတူမြေပြင်ပြည်သူကျန်းမာရေးတက်ကတူတွေဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်မကြမီမှာမြေပြင်အဆင့်မြင့်ပညာတက်ကတူတွေဘာသာရပ်ပေါင်းစုံအဆင့်မြင့်ပညာတက်ကတူတွေတက်မွေးပညာကျောင်းတွေ ဒေါ်လာရည်နဲ့အနာဂတ်အတွက်လိုအပ်တဲ့လူစွမ်းအားအရင်းအမြစ်တွေကိုထုတ်လုပ်ပေးနိုင်မှုအားဖြည့်ပေးနိုင်မှုနောက်ဒီလွမြောက်ဒေတာကိုအခြေခံပြီးအားကောင်းတဲ့ဒေါ်လာရည်ကိုနောက်တစ်ဆင့်တက်နိုင်မှုအတွက်ကျွန်တော်တို့ပြင်ဆင်မှုတွေတည်ဆောက်မှုတွေပြုလုပ်နေတယ်လို့ကျွန်တော်ဖြည့်ကြပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာအာဆရာကြီးကအခုဆိုရင်မြေပြင်ကိုပြန်ရောက်တာ6လခွဲရှိပြီဆိုတော့ဆရာကြီးအနေနဲ့တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေနဲ့ဒီတွေ့ဆုံကြတဲ့ဓမ္မပုံတွေကိုလူမှုကွန်ရက်စာမျက်နှာမှာတင်ထားတာလည်းတွေ့ရတော့ ။နိုင်ငံသားတော်လှန်ရေးအဖွဲ့ EAO တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ကြားကဆက်ဆံရေးအခြေအနေအပြင်ဒီရှေ့ဆက်ဖြစ်လာနိုင်တဲ့အလားအလာတွေကဘယ်လိုရှိပါလဲဆရာကြီးခင်ဗျာ။အဲကျေးဇူးပါ။ကျွန်တော်လည်းအဲရှေ့မှာကျွန်တော်တို့ဟို P2P ပေါ့နော်ပြည်သူမှပြည်သူတို့ဆိုတဲ့အင်တာဗျူးတချို့မှလည်းကျွန်တော်ဖြေခဲ့ပြီးဖြစ်ပါတယ်ဒါနဲ့ပတ်သက်။ဘာလို့လဲဆိုတော့ကျွန်တော်မြန်မာပြည်ကိုပြန်ရောက်ရောက်ချင်းပထမဦးဆုံးသောလာဒီမှာကျွန်တော်ဆောင်ရွက်ခဲ့တာကဒီတိုင်းရင်းသားခေါင်းဆောင်တွေတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခြင်းဖြစ်ပါတ ကျွန်တော်တို့တာမန်တွေ့ဆုံခြင်းမဟုတ်ဘဲရင်းနီနီအတူနေအတူစားအတူသွားပြီးတော့ကျွန်တော်တို့တွေ့ဆုံခဲ့တဲ့တွေ့ဆုံမှုမျိုးတွေဖြစ်ပါတယ်ကျွန်တော်ဒေတာအတီးတီးဖွဲ့စည်းတီးတီးနဲ့ချိန်ပေးပြီးနှစ်ပတ်သုံးပတ်တချို့အဖွဲ့အစည်းတွေနဲ့ဆိုတလကျွန်တော်နေပြီးတော့ဒါကိုဆွေးနွေးခဲ့ညှိနှိုင်းခဲ့တိုင်ပင်ခဲ့ informally ကျွန်တော်တို့လွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေးခဲ့တာတွေရှိပါတယ်ဒါကြောင့်လည်းပဲဒေါ်လာရေးအဖွဲ့အစည်းအတီးတီးခေါင်းဆောင်အတီးတီးကလည်းဒါနဲ့ပတ်သက်ပြီးတော့အခုချိန်မှာ ပြောဆိုနေတာတွေဆွေးနွေးနေတာတွေအဲမီဒီယာထဲမှာရေးသားနေတာတွေလည်းအားလုံးတွေ့မှာဖြစ်ပါတယ်အဲကျွန်တော်တို့ NUG ရဲ့ဒေါ်လန်ရေးရဲ့ပေါ့နော်ကျွန်တော်တို့ reform upgrade တချို့ကလည်း reform လို့ပြောတယ်ဒါတချို့ကလည်း upgrade လို့ပြောတယ်ဆိုတော့ကျွန်တော်တို့အားကောင်းအောင်လို့ကျွန်တော်တို့ဒါတိုင်းရင်းသားဒေါ်လန်ရေးအဖွဲ့အစည်းများနဲ့စုစည်းညီညွတ်ခြင်းဟာပါဝင်ကြခြင်းဟာအရေးကြီးတယ်ဆိုတော့အားလုံးလည်းအဲယုံကြည်ကြတယ်အားလုံးလည်းဒါကိုအဲစူးစမ်းနေကြတယ်ဆိုတော့အားလုံးသိပဲဖြစ်ပါတယ် ကျွန်တော်လည်းဒါကြောင့်ဒီခေါင်းဆောင်တွေနဲ့တွေ့တဲ့အချိန်မှာကျွန်တော်ခေါင်းဆောင်တွေကိုပြောတာကျွန်တော်အင်တာဗျူးမှတစ်ခုမှပြောမှုပါတယ်2021နဲ့2025မတူတော့ဘူး2021တုန်းကဖွဲ့စည်းခဲ့တဲ့မြူသားညညရေးအစိုးရဟာဒီ2025မှာဆက်ပြီးတော့ဒီလိုပုံစံမျိုးတိုက်သွားလို့မရတော့ဘူးအားလုံးပါဝင်တဲ့တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေပါဝင်တဲ့ဖွဲ့စည်းမှုစုစည်းမှုတိစောက်မှုမျိုးနဲ့ဆက်သွားဖို့ လိုတယ်ဆိုတာကိုကျွန်တော်တို့လူတွေအားလုံးဆွေးနွေးပြကြတယ်တိုင်ပင်ပြကြပါတယ်အားလုံးလည်းသဘောတူကြပါတယ်ဒါကြောင့်အဲကျွန်တော်တို့ဟိုကျွန်တော်ပုံချုပ်တီးခေါင်းဆောင်တွေကိုပြောခဲ့တယ်လို့ပဲအခုချိန်မြန်မာနိုင်ငံရဲ့အနာဂတ်ကျွန်တော်တို့တော်လှန်ရေးရဲ့အနာဂတ်ဟာခေါင်းဆောင်တို့ပုံချုပ်တို့ရဲ့ပခုံးပေါ်မှာရောက်နေပြီခေါင်းဆောင်တို့ပုံချုပ်တို့ပါဝင်မှသာလျင်ကျွန်တော်တို့တော်လှန်ရေးကိုအောင်မြင်အမြန်ဆုံးနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်မယ်တိုက်ပွဲဝင်နိုင်မယ်ဆိုတာကျွန်တော်တို့ပြောပြပါတယ်ပြောပြတယ်လို့ပဲ ခွဲအစည်းတိုင်းခေါင်းဆောင်တိုင်းကလည်းယုံကြည်တယ်ဆိုတာကိုတော့ကျွန်တော်ဒါကျွန်တော် informal meeting နေမှာကျွန်တော်တွေ့ရှိခဲ့ရပါတယ်တကယ်တော့အခုအချိန်ဟာဒီ2025 2026ဟာတစုချင်းတစ်ဖွဲ့ချင်းတည်ဒေသချင်းစဉ်းစားရမယ်တည်ဒေသချင်းတိုက်ရမယ်တော်လှန်ရမယ်အချိန်မဟုတ်တော့ပါဘူးအားလုံးပေါင်းစည်းပြီးတပြိုင်နက်တည်းတက်ညီလက်ညီအလုပ်လုပ်ရတော့မယ်အချိန်တော်လှန်ရတော့မယ်အချိန် တိုက်ပွဲဝင်ရတော့မယ့်အချိန်ဖြစ်တယ်လို့လည်းကျွန်တော်အဖွဲ့အစည်းအသီးသီးနဲ့ခေါင်းဆောင်တွေကိုကျွန်တော်ပြောပြပါတယ်။အားလုံးကလည်းယုံကြည်လက်ခံကြပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့တော့မကြာမီအချိန်အတွင်းမှာတိုးတက်ပြောင်းလဲမှုတွေနဲ့စုစည်းညီညွတ်ပေါင်းစပ်မှုတွေပေါ်ပေါက်လာမယ်လို့ကျွန်တော်မြင်ပါတယ်။ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာ။ နောက်တစ်ခုကဆရာကြီးကိုတိုင်း PDF တွေနဲ့တွေ့ဆုံခဲ့တာတွေလည်းရှိတော့ PDF လူငယ်တွေရဲ့အခြေအနေကိုပြောပြပေးပါအောင်ခင်ဗျာတစ်ဆက်တည်းမှာပဲဒီနေဦးတော်လိုင်းကြီးမှာကြာဆုံးခဲ့ကြတဲ့ PDF တွေနဲ့ထိခိုက်ဒဏ်ရာရကြတဲ့ PDF တွေအတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ဘာတွေလုပ်ပေးနေတာတွေရှိပါသလဲဆရာကြီးခင်ဗျာကျေးဇူးပါကျွန်တော်ဒီမြေပြင်ရောက်တဲ့အချိန်မှာအဓိကအလုပ်တစ်ခုအနေနဲ့သတ်မှတ်ပြီးတော့ရဲဘော်တွေနဲ့တပ်ရင်းတပ်ဖွဲ့တွေနဲ့စနစ်တကျအချိန်ပေးပြီးတော့ အစီအစဉ်ဆွဲပြီးကျွန်တော်တွေ့ပြပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနရဲ့အစီအစဉ်စစ်ဒေသရဲ့အစီအစဉ်တွေနဲ့တရင်တပ်ဖွဲ့တွေရဲဘော်တွေနဲ့တရင်တနီတွေ့ဆုံနိုင်အောင်လဲစီစဉ်ပြီးကျွန်တော်တွေ့ဆုံခဲ့မှုတွေရှိပါတယ်။တချို့လဲမီဒီယာထဲမှာပါပြီးသားပေါ့နော်။ကျွန်တော်တို့မိုင်းမိုင်ဆန်းတို့ကျစင်ထုံးတို့နဲ့ကျွန်တော်တို့တွားခဲ့တဲ့ပုံတွေလည်းမီဒီယာထဲမှာအဲပါပြီးသားဖြစ်ပါတယ်။သူတို့နဲ့အတူတူနေအတူတူစားအတူတူပဲပြောခဲ့ဆိုခဲ့ဆွေးနွေးခဲ့ ဟောပြောခဲ့တခြင်းနေစုခဲ့တဲ့အစီအစဉ်တွေကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီရဲဘော်တွေဟာဒီနေ့မြေပြင်မှာတိုက်ပွဲဝင်နေကြပြီးအောင်မွေးတွေရရှိနေတာကိုလည်းတွေ့ရပါတယ်တကယ်တော့ဒီတွေ့ဆုံမှုတွေဟာကျွန်တော်တို့တွေအပြန်အလှန်အားယူနိုင်တဲ့တွေ့ဆုံမှုတွေဖြစ်ပါတယ်တကယ်ကိုတက်ကြွတဲ့ရဲရင်တဲ့တတိရှိတဲ့တိုင်းပြည်အတွက်တော်လှန်ရေးအတွက်အနာဂတ်မျိုးဆက်တစ်တို့အတွက်အသက်ကိုပင်ပဓာနာမထားပဲ ခုလိုတိုက်ပွဲဝင်နေကြတဲ့ပါဝင်နေကြတဲ့ရဲဘော်တွေကိုအခုလိုကိုယ်တိုင်တွေ့ရကြုံရတီးဦးနဲ့တူရင်းရင်းနှီးနှီးနေထိုင်ရတာဟာသူတို့တွေအတွက်အားဖြစ်စေတယ်လို့ကျွန်တော်တို့အတွက်လည်းအားဖြစ်စေပါတယ်။ဒါကြောင့်တကယ်တော့အခုဒီဒေါ်လာရေးမှာပါဝင်နေကြတဲ့ရဲဘော်တို့အတွက်ကျွန်တော်တို့တွေပုံမိုပြီးတော့ထောက်ပံ့နိုင်အောင်ပုံမိုပြီးအားကောင်းတဲ့တည်ဆောက်မှုတွေနဲ့ပုံမိုပြီးအားကောင်းတဲ့ထောက်ပံ့မှုတွေကျွန်တော်တို့ပြုလုပ်နိုင်မှုလိုအပ်တယ်။ ဒါလိုလဲကျွန်တော်တို့ NUG အနေနဲ့တော်လန်ရေးဖွဲ့စည်းတည်တည်နဲ့ကြိုးစားသလိုပြည်သူတွေအနေနဲ့လည်းဆက်လက်ပြီးပါဝင်ပေးဖို့လုပ်ရဲလို့ကျွန်တော်ဒီနေရာမှာပြောချင်ပါတယ်။တော်လန်ရေးမှာမြင့်မြတ်စွာကြဆုံခဲ့ကြတဲ့ PDF တီတော်လန်ရေးမှာမြင့်မြတ်စွာကိုလက်အင်ကပြီးဆက်ခဲ့ကြတဲ့ PDF တီထိခိုက်ဒဏ်ရာရတဲ့သူတွေအတွက်ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရကຫນွေဦးတော်လန်ရေးက နိုင်ငံတော်ကတာဝန်ယူကြရမှာဖြစ်ပါတယ်တာဝန်ယူနေတာလည်းဖြစ်ပါတယ်2023လုံးကကျွန်တော်တို့မိလာကန်တရက်ကျင်းပခဲ့ပါတယ်ဒီခုလိုလက်နက်ကင်တော်လန်ရေးမှာပါဝင်နေတဲ့တိုက်ပွဲဝင်နေတဲ့ရဲဘော်အသီးသီးအတွေ့အသေးအချာမှတ်တမ်းထားပြီးမိသားစုအတွေ့ရဲဘော်တွေအတွေ့တသက်စာလုံးတဘဝလုံးစာ အာမခံမဲ့အာမခံချက် တာဝန်ယူမှုတာဝန်ခံမှုနဲ့အထူးအလေးထားဆောင်ရွက်ဖို့လိုအပ်တယ်ဆိုတာကိုဒီညီလာခံမှာဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့အခုအချိန်မှာအသက်ပေးသွားရတဲ့ရဲဘော်တွေအတွက်ကောရဲဘော်တွေရဲ့မိသားစုတွေအတွက်ကောကိုလက်အင်ကဆွတ်လွတ်ခဲ့ရတဲ့ရဲဘော်တွေအတွက်ကောဒီရဲဘော်တွေအတွက်တသက်တာလုံးတဘဝဇာလုံးကျမ်းမာရေးပညာရေးအသက်မွေးဝမ်းကြောင်းရေးအတွက်တာဝန်ယူဖို့ တာဝန်ခံနိုင်မှုဒီနေ့ NUG နဲ့မြို့သားညီညွတ်ရေးအစိုးရနဲ့တော့6မြို့နယ်လမ်းဦးစီးလက်ထောက်ညွှန်မှုနဲ့အင်ဂျင်နီယာတို့လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးပြီးနောက်အဆက်အသွယ်ပြက်နေအောက်တိုဘာ3 2025မကွေးတိုင်း6မြို့နယ်လမ်းဦးစီးဌာနမှာလက်ထောက်ညွှန်ကြားရေးမှူးနဲ့အငြေရန်မြို့ပြအင်ဂျင်နီယာတို့၂ယောက်ကိုလက်နက်ကိုင်တပ်ဖွဲ့တစ်ခုကဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်အဆက်အသွယ်ပြက်နေတယ်လို့သိရပါတယ်ဖန်စီခံရသူတွေက6မြို့နယ်လမ်းဦးစီးဌာနမှာလက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူဒေါ်နီလာထေးနဲ့ အငယ်တမ်းမျိုးပြအင်ဂျင်နီယာဒေါ်စုနင်းဖွေးဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။ဖန်ခံရတာကတနေ့ကပါခုထိအဆက်အသွယ်မရသေးဘူးစင်ကကြေးရွာနာမှာကောက်ကိုတာပြီးဖမ်းသွားတယ်သိရတယ်။နှစ်ယောက်လုံးက၆ကပဲအခုအဆက်အသွယ်မရသေးဘူးတက်ဆိုင်ရာကတော့စုံစမ်းနေတယ်လိုက်နေတယ်။မိသားစုစီလည်းဆက်သွယ်လာတာမရှိသေးဘူးခုထိပဲအဖွဲ့ကဖမ်းမှန်းလည်းမသိရသေးပါဘူး။၃ယောက်ဖမ်းခံရတာကိုတယောက်ကထွက်ပြေးလို့လွတ်လာတယ်လို့လုံခြုံရေးအဖွဲ့တဲ့နဲ့နီးဆက်သူကပြောပါတယ်။ အဆိုပါလက်ထောက်ညွှန်ကြားရေးမှူးနဲ့အငယ်တန်းမျိုးပြအင်ဂျင်နီယာမျိုးသမီးနှစ်ယောက်ကိုအော်တိုဘာ၁ရက်နေ့နေ့လယ်၂နာရီကျော်လောက်မှာ6ရေနံချောင်းလမ်းမပေါ်ရှိစင်ကရွာအနီးမှာဖမ်းဆီးခဲ့တာဖြစ်ကြောင်းစီးနင်းလာတဲ့ကားကိုလည်းယူဆောင်သွားတယ်လို့သိရပါဗျ။ ဖန်စီခံရပြီးနောက်၃ရက်ကြာတဲ့အထိအဆက်အသွယ်ပြတ်တောက်နေတာကြောင့်တက်ဆိုင်ရနယ်မြေအာဏာပိုင်တွေကစုံစမ်းစစ်ဆေးပြီးလိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။ဇူလိုင်လကလည်းမန္တလေးတိုင်းကြောက်ပန်းတောင်မြို့နယ်ကတစ်တုံးဝန်ထမ်း၃ယောက်နဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးပါ၅ယောက်ကိုလက်နက်ကိုင်အဖွဲ့တစ်ခုကဖန်စီမှုဖြစ်ပွားခဲ့တယ်။အနာဂတ်မှာပေါ်ပေါက်လာမယ့် Federal Democracy နိုင်ငံကပါတာဝန်ယူတာဝန်ခံနိုင်မှုမူဝါဒတွေချမှတ်နေတယ်။အကောင့်ထဲပေါ်မှုတွေပြုလုပ်နေပါတယ်။ဥပဒေပြုတ်နိုင်ဖို့အတွက်လည်းစီစဉ်ဆောင်ရွက်နေတယ်လို့ကျွန်တော်အနေနဲ့ ဒီနေရာမှာအသိပေးချင်ပါဟုတ်ကဲ့ပါဆရာကြီးခင်ဗျာအဲနောက်တစ်ချက်ကတော့ဒီ PDF တွေထဲမှာပညာရေးတဝက်တစ်ပြက်နဲ့ဝင်ရောက်တောင်းဝင်ဖမ်းဆောင်နေကြတဲ့သူတွေလည်းရှိနေတော့ PDF လူငယ်တွေရဲ့ပညာရေးစုံကန်းတိုင်ဖို့နောက်ပြီးပညာရေးနဲ့အဆက်ပြတ်မသွားဖို့ဘလို့အစီအစဉ်တွေရှိပါလဲဆရာကြီးခင်ဗျာအဲခုနကကျွန်တော်ဖြည့်သွားတဲ့ထင်ပါလဲပါပြီးသားပေါ့နော်ဒါ2023မှာကျွန်တော်တို့ပြုလုပ်ခဲ့တဲ့ဒီဒေါ်လာရေးအတွင်းမှာပါဝင်ကြတဲ့ဆိုတော့လက်နဲ့ကင်သူရောလက်နဲ့မကင်တဲ့သူတွေရောပေါ့လေလူငယ်တွေအတွက်အာမခံချက်ပေးဖို့ဆိုတာကျွန်တော်တို့ဒီညီလာခံမှာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီညီလာခံက 3ရက်ကျွန်တော်တို့ကျင်းပတာတကယ်တော့ဆွေးနွေးကြရင်လည်းကျွန်တော်တို့4ရက်မြောက်အထိရောက်သွားတဲ့ညီလာခံတစ်ခုဖြစ်ပါတယ်အဲ့ဒီမှာရဲဘော်တွေရဲ့ကိုစားပြုတွေလည်းပါဝင်တယ်ဒီအသီးသီး state order တွေလည်းပါဝင်တယ်နောက်ကနလိုပေါ့နော် ထောင်သွင်းချင်းချခံရတဲ့ရဲဘော်တွေရဲ့ကိုစားပြုမှုတွေလည်းပါဝင်တယ်အဲ့ဒါအပြင်နိုင်ငံတကာအတွေ့အကြုံရှိတဲ့ဒိုမီမီဝင်းပတ်တို့လိုအဲ့တွေ့ကြုံရှိတဲ့သူတွေပါသူတို့ BNN တို့ကိုရီးယားစစ်ပွဲတို့တွေ့ကြုံရှိတဲ့သူတွေပါပါဝင်ပြီးကျွန်တော်တို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီဆွေးနွေးပွဲမှာဆုံးဖြတ်ချက်ပေါင်း60ကျော်တွေက အဲတခုကိုကျွန်တော်ထုတ်ပြရရင်ဒီရဲဘော်တွေရဲ့ပညာရေးကိုအခုချိန်လဲကျွန်တော်တို့ဆက်ပြီးတော့တင်ယူခြင်းရင်တင်ယူနိုင်အောင်စီစဉ်ရမယ်ဆိုတာရှိပါဒါနဲ့ပတ်သက်ပြီးတော့လည်းအခုလည်းအဲလက်နက်ကင်နေတဲ့ရဲဘော်တွေတွေကတချို့ဟာကျွန်တော်တို့စီစဉ်တဲ့ BECA ဆိုတဲ့ Basic Education Completion Assessment ဆိုတဲ့ခြေကံပညာပြညောက်ကြောင်းစမ်းစစ်မှုကိုဝင်ရောက်ဖြည့်ဆို့နိုင်အောင်စီစဉ်ပေးပြီးဖြည့်ဆို့မှုတွေလည်းရှိပါတယ်ဒါအပြင်တချို့ဆိုရင်ဒီကအဲတက်လက်စတက်ကတူ ပဲပညာကိုတက်လက်စသူတွေအတွက်လည်းပဲကျွန်တော်တို့ရဲ့ online ပညာရေးနဲ့ဆက်ပြီးသင်ကြားနိုင်အောင်စီစဉ်မှုတွေလည်းရှိပါတယ်။တချို့ဆိုရင်အဲ thesis တွေအဲဒီတို့ရဲ့ PhD တို့ Master ဘွဲ့တွေအတွက်စာတန်းတင်တာတွေကိုတင်နိုင်အောင်စီစဉ်ပြီးတော့ဝင်ပေးနိုင်ခဲ့တဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့ကျွန်တော်တို့ဒီထက်ပိုပြီးတော့ဆောင်ရွက်စရာတွေလုပ်စရာတွေရှိပါတယ်။အခုကျွန်တော်ဆိုရင်ဒီမှာမြေပြင်မှာအဲကိုလက်အင်္ဂါစွန့်လွှတ်ရတဲ့ရဲဘော်တွေနဲ့ကျွန်တော်တွေ့ပါတယ် သူတို့တွေဘာဖြစ်ချင်တယ်ဘာလုပ်ချင်တယ်ဆိုတာတွေသူတို့ပြောကြတော့သူတို့ရဲ့စန္ဒကိုကျွန်တော်တို့ပြည့်မြောက်စေဖို့သူတို့ဘဝအတွက်သူတို့အသက်မွေးဝမ်းကြောင်းအတွက်အခုအသက်မွေးဝမ်းကြောင်းပညာတွေကိုသင်ကြားပေးဖို့စီစဉ်နေပါတယ်စပြီးသင်နေတယ်လို့လည်းပြောလို့ရပါတယ်စိုက်ပျိုးမွေးမြူရေးတွေကွန်ပျူတာနဲ့ပတ်သက်တာတွေအဲကျွန်တော်တို့ခုနဆက်မှုလက်မှုနဲ့ပတ်သက်တာတွေကိုစတင်ပြီးတော့သင်ကြားပေးနေပါတယ်သင်ကြားနိုင်အောင်စီစဉ်နေပါတယ်ဒါဟာဒီနေ့တည့်ရက်အလုပ်ဟုတ်ပါဒီရဲဘော်တွေရဲ့တဘွားလုံးစာအတွက် တက်တက်လုံးစားအတွက်ကျွန်တော်တို့စီစဉ်ရမှာဖြစ်ပါတယ်။အတမွေးလိုင်းကြောင်းပညာတက်တော့လည်းကျွန်တော်တို့လက်ရောက်တဲ့ဇာတ်တွေမှာတက်မွေးလိုင်းကြောင်းပညာအကြောင်းလေးအစင်းမြင့်ပညာအကြောင်းလေးအဲဒီသူတို့ရဲ့ဘဝအရှင်သာနိုင်ဖို့အတွက် skill သင်ပေးနိုင်တဲ့အဲသူတို့စွမ်းဆောင်ရည်တွေမြင့်ပေးနိုင်တဲ့ပညာတွေကိုသင်ကြားပေးဖို့ကျွန်တော်တို့စီစဉ်နေတယ်။နာကတ်မှာလည်းစီစဉ်ရမယ်။စောစောကကျွန်တော်ပြောခဲ့သလိုသူတို့တပေါ်အလုံးစားတက်တက်လုံးစားကျွန်တော်တို့တာဝန်ယူရမှာဖြစ်ပါတယ်နိုင်ငံတော်အနေနဲ့အနာဂတ်အနေနဲ့ တာဝန်ယူနိုင်မယ်တာဝန်ယူရမယ်ဥပဒေတွေလည်းကျွန်တော်တို့ပြဋ္ဌာန်းဖို့စီစဉ်နေတာဖြစ်ပါတယ်လို့ကျွန်တော်ဖြေချင်ပါတယ်။ဒါအားလုံးသိတဲ့အတိုင်းပဲအဲကိုလက်အင်ကဆွန့်လွတ်ရတယ်ဆိုတော့ခြေောက်လက်ဆွန့်လွတ်ခဲ့ရတယ်သူတွေဆိုရင်သူတို့ကိုအခုကျွန်တော်တို့အဲသူတို့ပြန်ပြီးတော့ဘဝတွေကိုပြန်ရအောင်ခြေတုလက်တုကျွန်တော်တို့တက်ဆင်ပေးနေတာဖြစ်ပါတယ်။တကယ်တမ်းတော့ဒီခြေတုလက်တုတက်တယ်ဆိုတာတစ်ခါတက်ရုံနဲ့ပြီးတာမဟုတ်ပါဘူး။သူတို့ရဲ့တသက်လုံးစာတဘောလုံးစာအတွက်ကျွန်တော်တို့တက်ပေးရမှာဖြစ်ပါတယ်။နှစ်နှစ်သုံးနှစ် ရှိတဲ့အချိန်မှာအသက်လဲပေးရမှာ ဖြစ်ပါတယ်။ဒါကြောင့်အခုချိန်မှာအသက်20အစိတ်ခနာကိုလက်အင်္ဂါဆွန့်လွတ်ရတဲ့သူတွေဆိုရင်သူတို့အသက်80 90အထိကျွန်တော်တို့တာဝန်ယူရမှာဖြစ်ပါတယ်။တာဝန်ယူနိုင်အောင်လဲစီစဉ်နေပါတယ်။အခုမြန်မာနိုင်ငံအနှံ့မှာခြေတုလက်တုဌာနပေါင်း14ခုရှိပါတယ်။ဒီ14ခုကနေပြီးတော့ကျွန်တော်တို့ခြေတုလက်တုတက်ဆင်ပေးနေပါတယ်။လုံလောက်မှုမရှိသေးပါဘူး။အဲတကယ်တော့အခုချိန်မှာကိုလက်အင်္ဂါဆွန့်လွတ်ရတဲ့သူ၄000ကျော်တဲ့က ျွန်တော်တို့2000လောက်ကိုပဲကျွန်တော်တို့တက်ဆင်ပေးနိုင်သေးတာဖြစ်ပါတယ်ပို့မိုပြီးအားစိုက်ပြီးဆောင်ရွက်ဖို့လိုသလိုသူတို့ရဲ့တက်တက်လုံးစာတဘောလုံးစာစီစဉ်ဆောင်ရွက်မှုတွေကျွန်တော်တို့အားထုတ်ကြရမှာကြိုးပမ်းကြရမှာတာဝန်ယူတာဝန်ခံကြရမှာဖြစ်ပါတယ်အခုလိုပြန်လဲထူထောင်ရေး rehabilitation တွေမကဘဲနဲ့အဲသူတို့ရဲ့ physically mentally fit ဖြစ်အောင်ကျွန်တော်တို့လုပ်ရုံနဲ့မကဘဲနဲ့သူတို့ဘဝသူတို့ကြောင်းနိုင်အောင်တက်မွေးဝမ်းကြောင်းပြင်ဓာတွေကိုလည်းပဲပြင်ကြားပေးကြရမှာဖြစ်ပါတယ် တင်ကြားပေးနေပါတယ်လို့ကျွန်တော်လည်းသိကြပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာအခုဆိုရင်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ကျမရေးဝန်ကြီးဌာနပူးပေါင်းပြီးတော့စေတပ်ဖွဲ့တွေဖွဲ့စည်းဆောင်ရွက်နေတာရှိတယ်လို့သိရပါတယ်စေတပ်ဖွဲ့တွေဘယ်လောက်ရှိနေပြီလဲအဲဒီစေတပ်ဖွဲ့တွေရဲ့အဓိကတာဝန်တွေကဘာတွေလဲဆိုတာသိပြရစီဆရာကြီးခင်ဗျာအဲဟုတ်ပါတယ်အဲကျွန်တော်တို့ဒီနေ့တော်လန်ရေးမှာကျွန်တော်တို့ကျမရေးစောင့်ရှောက်မှုမှာဦးစားပေးနံပါတ်1ဖြစ်တဲ့ဒီတော်လန်ရေးထဲမှာရှိနေတဲ့ရဲဘော်တွေရဲ့ကျမရေးစောင့်ရှောက်မှုကကျမရေးဝန်ကြီးဌာန MOH ကို ကော်ဖီယူအင်ဂျင်နီယာ MOD မှာရှိနေတဲ့စီတပ်ဖွဲ့တွေရောရဲ့ဦးစားပေးအစီအစဉ်ဦးစားပေးကျမကြီးစောင့်ရှောက်မှုပဲဖြစ်ပါတယ်။ဒါအတွက်ပဲကျွန်တော်တို့တွေတော်လန်ရေးရဲ့အစကနေကစီစဉ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ကျမကြီးဝန်ကြီးဌာနမှာဆိုရင်အင်အား9000ကျော်ရှိတဲ့ CDN နေနဲ့ဖွဲ့စည်းထားသလိုဒီ MOD ကာကွယ်ရေးဝန်ကြီးဌာနစီးအဖွဲ့မှာလည်းအင်အား1000နီးပါးရှိတဲ့စီးအဖွဲ့များနဲ့ဖွဲ့စည်းပြီးတော့ကျွန်တော်တို့ကျမကြီးစောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ်။ ဒေတာအလိုက်တည်ကျွန်တော်တို့အကျမရေးဆောင်ဆောင်နိုင်တဲ့စေယုံနေစေကန်းနေရှေ့တန်းစေယုံစေကန်းနေနောက်တက်စိတ်လိုက်တက်ရင်လိုက်စီအဖွဲတွေဖွဲ့စည်းပြီးကျွန်တော်တို့ဆောင်ဆောင်ပေးနေတာဖြစ်ပါတယ်ကျမရေးဝင်ကြီးဌာန MOH အနေနဲ့ရှိတဲ့ဒီစေယုံတွေမှာလည်းပဲအဲကျွန်တော်တို့ဒီရဲဘော်တွေအတွက် PDF တွေအတွက်အခမဲ့ဆောင်ရှောက်မှုပေးနေတာ ဖြစ်ပါတယ်အချိန်မရွေးကုသနိုင်အောင်လည်းစီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်ဒါပေမဲ့ များပြည်သူနဲ့ရောပြည်ရဲဘော်တွေကိုကုတဲ့အချိန်မှာတော့လုံခြုံရေးကိုအထူးပြုဆိုင်ရတာဖြစ်ပါတယ်။တစ်ဖက်ကဒီစကားစခုတော့စကားမပေါ့နော်။သူတို့ကလည်းပဲရည်ရွယ်ချက်ရှိရှိနဲ့အခုလိုလေချောင်းတိုက်ခိုက်မှုတွေကိုစေးယုံစေးကန်းနဲ့ကျမကြီးစောင့်ရှောက်တဲ့သူတွေကိုတိုက်ခိုက်နေတဲ့အချိန်မှာကျွန်တော်တို့အထူးဂရုစိုက်ပြီးတော့ဒါပြုစုကုသစောင့်ရှောက်မှုတွေပေးနေရတာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းကျွန်တော်တို့ safe hospital Safe Head Care Campaign လုပ်ပြီးတော့မြေအောက်ဆေးရုံတွေကျွန်တော်တို့တည်ဆောက်နေတာဖြစ်ပါတယ်။မြေအောက်ဆေးရုံခုချိန်မှာဆေးရုံကျွန်တော်တို့တည်ဆောက်နေတာဟာရည်ရွယ်ချက်ဟာဒီတော်လန်ရေးထဲမှာရှိနေတဲ့ရဲဘော်များအတွက်ဦးစားပေးရည်ရွယ်ချက်နဲ့တည်ဆောက်နေတာဖြစ်ပါတယ်။ပြည်သူလူထုရဲ့အမှားရေးစောင့်ရှောက်မှုကိုလည်းပေးဖို့အတွက်ဖြစ်တယ်လို့အဓိကဖြစ်တဲ့ဒီရဲဘော်တွေရဲ့အမှားရေးစောင့်ရှောက်မှုပေးနိုင်အောင်အခုလို underground hospital ကျွန်တော်တို့ လုံကြုံစိတ်ချရတဲ့ဆေးရုံဆေးကန်းတွေကိုကျွန်တော်တို့တိဆောက်နေတာပဲဖြစ်ပါတယ်လို့ကျွန်တော်ဖြစ်ချင်ပါတယ်။ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာ။အခုဆိုလို့ရှိရင်ဒီမြေပြင်မှာအချို့သောတာဝန်ရှိပုဂ္ဂိုလ်တွေကအာဂရီလိုက်စားမှုတွေအချင်းပြတ်ချစားမှုတွေရှိနေတယ်ဆိုတာမျိုးတရင်အချို့တက်လာတာတွေရှိနေပါတယ်။ဒီကိစ္စကိုရောဆရာကြီးတို့အနေနဲ့ဘလို့ကင်တွယ်ဆောင်ရွက်နေပါမလဲခင်ဗျာ။ကျေးဇူးပါ။ဒီမေးခွန်းကတော့တိတ်ကိုအရေးကြီးတဲ့မေးခွန်းပေါ့။ဒါကတကယ်တမ်းတော့အဲကျွန်တော်တို့အာဂရီလိုက်စားမှုဆိုတာအခုလဲခွင့်လွှတ်လို့မရသလိုနောင်လဲခွင့်လွှတ်လို့မရပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့အခုလိုမျိုးပြည့်စည်နေရခြင်းကျွန်တော်တို့နိုင်ငံအခုလိုမျိုးဒီခံစားနေရခြင်းဟာဒီအာဂတိလိုက်စားမှုကြောင့်ဖြစ်ပါတယ်ဒီစစ်အာဏာရှင်တွေအဆက်ဆက်ဟာဒီအာဂတိလိုက်စားမှုနဲ့တိုင်းပြည်ကိုတိဆောက်ထားတာဖြစ်ပါတယ်ဒါကြောင့်လဲကျွန်တော်တို့တိုင်းပြည်ဟာကဘာပေါ်မှာအညံ့ဆုံးကဘာပေါ်မှာအဆင်ရဲဆုံးနိုင်ငံဖြစ်ရခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့တော်လှန်ရေးမှာလဲဒီအာဂတိလိုက်စားမှုကို အာဂတိမှုကို ခွင့်မပြုနိုင်ပါဘူးကျွန်တော်တို့ရဲဘော်တွေ ယောက်ချင်းစီရဲ့အသက်တွေဘဝတွေကိုလက်အင်္ကာတွေပေးဆက်ထားရတာကြောင့်တစ်ချက်တစ်ပြားမှတော်လှန်ရေးအပေါ်ကနေအမျက်မထုတ်တင့်ပါဘူးအမျက်ထုတ်တဲ့သူကိုကျွန်တော်တို့အေးအယူရမှာပဲဖြစ်ပါတယ်ကျွန်တော်အမျက်ထုတ်ရင်ကျွန်တော်ကိုအေးအယူရမှာဖြစ်ပါတယ်ဒါကြောင့် NUG အနေနဲ့အခုချိန်မှာ reform လို့ပြောတဲ့အများပြောတဲ့ဟာစောင့်ရနေတဲ့ချိန်မှာရခင်ကတော်လှန်ရေးအစကတိဆောက်ခဲ့တဲ့စီမံခန့်ခွဲအုပ်ချုပ်မှုတွေထဲမှာဒီ anti corruption ဘာဖြစ်ဖြစ်လေးဆောင်ပြည့်ဖြစ်ရေကိုကျေးဇူးတင်တဲ့တစ်ခုအနေနဲ့ဆွေးနွေးနေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကိုမြေတွေရောက်တဲ့အချိန်မှလည်းပဲဒီအာဂတိမှုတွေကိုတိုက်ဖြတ်ပြီးတော့ကျွန်တော်တို့အခုရေးယူမှုတွေတောက်လျှောက်ဆောင်ရွက်နေတာဖြစ်ပါတယ်။အားလုံးတည်ပြီးသားဖြစ်မှာဒီထဲမှာအခုလောလောဆယ်ကိုပဲကျွန်တော်တို့ထိမ့်သိမ်းထားရတဲ့ကျွန်တော်တို့ဒီဒေါ်လန်ရေးအဲစီမံခန့်ခွဲအုပ်ချုပ်တဲ့သူတွေရှိပါတယ်။အလုပ်တာဝန်တွေရပ်နားထားရတဲ့သူတွေရှိပါတယ်။ ခုနကကျွန်တော်ပြောခဲ့သလိုဒီနေ့တော်လန်ရေးမှာအသက်ပေးနေရတဲ့ရဲဘော်တွေအတွက်ကိုလက်အင်ကပေးဆက်နေရတဲ့ရဲဘော်တွေအတွက်ဘဝတွေပေးဆက်နေရတဲ့ CDM တွေအတွက်ဘယ်လိုနီးနေမှဒီတော်လန်ရေးအပေါ်မှာအမျက်ထုတ်တာပေါ့ခွင့်လွတ်နိုင်စရာအကြောင်းမရှိပါဘူးဘယ်တော့မှလည်းခွင့်လွတ်မှာမဟုတ်ပါဘူးဒါဟုတ်တော့ပြက်ပြက်သားသားဖြည့်ရှင်းသွားမှာဖြစ်ပါတယ်လို့ကျွန်တော်ဖြည့်ချင်ပါတယ် ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာအခုဆိုလို့ရှိရင်ဒီအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအပါအဝင်တော်လှန်ရေးအင်အားစုတွေဘက်ကဒီစိုးမိုးနယ်မြေတွေရှိလာတဲ့အလျောက်ဒီစိုးမိုးနယ်မြေတွေကနေရရှိလာတဲ့ဘဏ္ဍာငွေရရှိမှုအခြေအနေတွေကရောဘလို့ရှိပါလဲဆရာကြီးခင်ဗျာအဲတစ်ခါတည်းမှာပဲဒီဘဏ္ဍာငွေတွေကိုအလေးနဲ့မရှိဘူးဘလို့တွေစီမံဆောင်ရွက်နေပါသလဲဆိုတာပြောပြပေးပါအောင်ဆရာကြီးခင်ဗျာကျေးဇူးပါဒါလည်းခုန Anti Corruption နဲ့တစ်ဆက်သေးပေါ့နော်အဲကျွန်တော်တို့ဒီအာဂရီလိုက်စားမှုတွေနဲ့တစ်ဆက်သေးပါကျွန်တော်တို့ခုမြေပြင်မှာအဓိကထားဆောင်ရွက်နေတဲ့လုပ်ငန်းဆိုရင် အနာငွေကိုစနစ်တကျစုဆောင်ရရှိရေးနဲ့အကျိုးရှိရှိအသုံးချနိုင်ရေးဆိုတာစောစောကပြောတဲ့အာဂတိလိုက်စားမှုတိုက်ဖြတ်ရေးနဲ့အတူတူဒါတွဲပြီးပါလာတဲ့အဓိကလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ဒီနေ့ဒေါ်လန်ရေးဟာစခဲ့တုန်းကတော့ပြည်သူမှပြည်သူတို့နဲ့ပြည်သူတွေရဲ့ပါဝင်မှုတွေနဲ့ကျွန်တော်တို့စခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်ရင်ပြောခဲ့သလို2021နဲ့2025မတူတော့ဘူးလို့ကျွန်တော်ပြောခဲ့သလို2025မှာကျွန်တော်တို့တွေ စိုးမိုးနယ်မြေတွေရရှိလာတာဖြစ်ပါတယ်အဲကျွန်တော်အရင်တစ်ခေါက်ပြော တော့ဝိုင်းတော်ကြီးခဲ့ကြကျွန်တော်တို့ရဲ့စိုးမိုးဒေတာဟာမလေးရှားနိုင်ငံလောက်ကျင့်နေပြီဖြစ်ပါတကယ်လဲကျဲတယ်လို့အဲ့ဒီနေရာဒေတာတွေမှာကယံစာတာတွေစိုက်ပျိုးမွေးမြူရေးတွေအသက်မွေးပန်းကြောင်းတွေကုံတွယ်စီးပွားရေးတွေပြုတ်လုံနေနိုင်တာဖြစ်ပါတယ်ပြုတ်လုံနေကြတာဖြစ်ပါတယ်ဒါကြောင့်ဒီအပေါ်မှာကျွန်တော်တို့တယံစာတာအပေါ်မှာရရှိတဲ့ငွေကြေးကိုမှန်မှန်ကန်ကန်နဲ့ပြည့်ပြည့်စုံစုံရရှိရေး စောစောအစာရေးပြူရေးငွေမြူရေးတွေကနေငွေငွေကောင်းတွေရရှိရေးနောက် border trade ဒီဒီအိန္ဒိယတရုတ်ကျွန်တော် border တွေရှိပါတယ်ဘင်္ဂလားဒေ့ရှ် border ရှိတယ် Thai border ရှိဒီ border trade တွေကနေပြန်ကန်တဲ့ငွေငွေတွေရရှိစေရေးအတွက်ကျွန်တော်တို့အခုမြေပြင်မှာ season ဆောင်ရွက်နေတာဖြစ်ပါတယ်ကြက်မှတ်နေတာဖြစ်ပါတယ်ဒါကြောင့်လည်းပဲအဲကျွန်တော်အရခင်ကနေစရင်ယခုအချိန်မှာ2024နဲ့2025မတူတော့ပဲ2025မှာပိုမိုပြီးတော့ အကောင့်နဲ့အခွန်အတုကောက်ယူမှုနဲ့ဝင်ငွေရရှိလာတယ်လို့ကျွန်တော်ကြည့်ကြပါတယ်ဒီအချိန်မှာဘယ်လောက်ရတယ်ဘယ်လိုလဲဆိုတာတော့ကျွန်တော် data မချိနိုင်ဘူးအဲကြောင့်လဲဆိုတော့ဒါအစီအွေထားရမှာဖြစ်ပါတယ်ဒီသူမှဒီသူတို့ပါဝင်မှုတွေနဲ့ယခုလိုမြေပြင်မှာရှိတဲ့မြေရှိရင်ငွေရှိနိုင်အောင်ကျွန်တော်တို့စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်ဒါကိုပေါင်းပြီးတော့ တော်လန်ရေးအတွက်လိုအပ်တဲ့ဘာနာငွေအင်အားတောင့်တင်းရေးစီစဉ်ဆောင်ရွက်နေပါတယ်လို့ကျွန်တော်အနေနဲ့ဖြည့်စင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာဒီကနေ့ interview အစီအစဉ်ကနေဆရာကြီးအနေနဲ့ဘာများဖြည့်စော်ပြောလို့ပါလဲခင်ဗျာအဲဖြည့်စက်ပြောချင်တာဆိုတာအထက်ပေါ့နော်ကျွန်တော်တို့ဒီနေ့တော်လန်ရေးမှာအရေးအကြီးဆုံးကဒါလေဆိုရင်တော့နံပါတ်1ကတော့ပြည်သူလူထုရဲ့ပါဝင်မှုပဲဖြစ်ပါတယ်ကျွန်တော်တို့တော်လန်ရေးရဲ့အင်အားဟာပြည်သူရဲ့အားပဲဖြစ်ပါတယ် people power ပဲဖြစ်ပါတယ် people participation ပဲဖြစ်ပါတယ်ဒါဖြစ်ဖို့အတွက် people trust ပြည်သူလူထုရဲ့ယုံကြည်မှုလိုအပ်ပါတယ် ီလိုပြည်သူလူထုရဲ့ပါဝင်မှုယုံကြည်မှုရရှိဖို့အတွက်ပြည်သူတွေအတွက်ကျွန်တော်တို့တော်လှန်ရေးကကောင်းမွန်တဲ့တရားဥပဒေစိုးမိုးတဲ့အေးချမ်းတဲ့နေရာတွေဖြစ်အောင်ဖန်တီးပေးဖို့လိုပါတယ်တည်ငြိမ်တဲ့နေရာတွေဖြစ်အောင်ဖန်တီးပေးဖို့လိုပါတယ်ဒါကြောင့်တရားဥပဒေစိုးမိုးရေးနဲ့စီမံခန့်ခွဲအုပ်ချုပ်ရေးအရေးကြီးပါတယ်ဒီအချိန်မှာတရားဥပဒေစိုးမိုးရေးစီမံခန့်ခွဲအုပ်ချုပ်နေတဲ့သူတွေကို ဒါဟာအရေးကြီးတဲ့ကန္တာဖြစ်တယ်ဆိုတာကို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 လည်းသိဖို့လိုတယ်အဖွဲ့အစည်းအနေနဲ့လည်းသိဖို့လိုတယ်လို့အားစိုက်ပြီးတော့လည်းပဲအစွမ်းကုန်ဆောင်ရွက်တင်တယ်လို့ကျွန်တော်မြင်ပါတယ်အလားတူပဲကျွန်တော်တို့အနေနဲ့လည်းအခုဒီမြေပြင်မှာပြန်ရောက်တဲ့အချိန်မှာပြည်သူလူထုအတွက်ဝန်ဆောင်မှုတွေပေးနိုင်အောင်ပြည်သူလူထုစားဝတ်နေရေးပြည့်လေအောင်အခုချိန်မှာဦးစားပေးအစီအစဉ်အနေနဲ့ပြန်လေထူထောင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလွတ်မြောက်ဒေသများပြန်လေထူထောင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်။ဝိုင်းပြီးတော့လဲအားလုံးပြည်တွင်းပြည်ပပြည်သူတွေအနေနဲ့ကြိုးစားကြဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ဒါတစ်ချက်ပြောချင်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့စီလုံးညီညွတ်မှုဟာတိတ်ကိုအရေးကြီးပါတယ်။ဒါကျွန်တော်ဆေးမှလည်းပြောခဲ့ပြီးသားဖြစ်တယ်။ကျွန်တော်တို့တော်လန်ရေးအင်အားစုတွေအချင်းချင်းကြားမှာနားလည်မှုတွေအပြန်အလှန်လေးစားမှုတွေနဲ့စီလုံးညီညွတ်ကြဖို့လိုပါတယ်။ဒီအချိန်မှမှစီလုံးမှုညီညွတ်မှုမရရင် ဘယ်တော့ရအောင်ယူကြမှာလေလို့ကျွန်တော်တော့မေးခွန်းထုတ်ချင်ပါတယ်။အားလုံးကိုလည်းတွန်းအားပေးချင်ပါတယ်။ဒိုင်ရန်သာအဖွဲ့အစည်းအသီးသီးနဲ့တော်လန်ရေးအင်အားစုအသီးသီးဟာဒီအချိန်မှာပေါင်းစည်းရမယ့်အချိန်ညီညွတ်ကြရမယ့်အချိန်အတူတူတိုက်ပွဲဝင်ကြရမယ့်အချိန်ဖြစ်ပါတယ်လို့ပြောချင်ပါတယ်။ဒါနောက်တစ်ချက်ကတော့ဒါအရေးကြီးပါတယ်ဒါလည်းကျွန်တော်တို့တို့ဒီခုချိန်မှာလွတ်မြောက်ဒေသတွေရှိပါတယ်။ရခိုင်မှာလည်းရှိတယ်၊ချင်းမှာလည်းရှိတယ်၊ကချင်မှာလည်းရှိတယ်၊ရမ်းမြောက်မှာလည်းရှိတယ်၊ကရင်နီမှာလည်းရှိတယ် ကရင်မှာလည်းရှိတယ်ကျွန်တော်တို့စကိုင်းမကွေမန္တလေးမှာလည်းရှိဒီလွတ်မြောက်ဒေသတွေကိုအခြေခံပြီးကျွန်တော်တို့တော်လန်ရေးအားကောင်းတဲ့တော်လန်ရေးအနေနဲ့ဆက်နိုင်အောင်ကျွန်တော်တို့စီစဉ်ဆောင်ရွက်ကြရမှာ ဖြစ်ပါဒီဒေသတွေရဲ့စိုက်ရေးပြူရေးမွေးမြူရေးသယံစာတအရေးတွေကနေရရှိလာတဲ့ဗန္ဒန်ငွေနဲ့တော်လန်ရေးကိုနောက်တစ်ဆင့်တက်ရမှာဖြစ်ပါတယ်ဒီဒေသတွေမှာခိုင်မာတဲ့အခြေခံကောင်းတွေတိစောက်ကြရမှာဖြစ်ပါတယ်ကဘာကအိနာနီးချင်းတွေကဘသူမ ကူညီသည်ဖြစ်စေမကူညီသည်ဖြစ်စေကျွန်တော်တို့အားနဲ့ဒီလွတ်မြောက်ဒေတာတွေမှာ